စင်ဇိုင်အာရောဂျာကိုတည်ရှိပြီးအားပေးလာတဲ့ပြည်သက်များအားလုံးမင်္ဂလာပါလို့အာရောဂျာကဥစွာပထမနှုတ်ဆက်ပါတယ်။ဒီတစ်ပတ်မှာတော့အာရောဂျာအနေနဲ့ရွေးချယ်ထားတဲ့ topic ကစီဂျိုယောဂနဲ့စိတ်ချမ်းသာရေးဆိုတဲ့ခေါင်းစဉ် topic လေးဖြစ်ပါတယ်။ပုံမှန်အနေနဲ့ကတော့စိတ်ယောဂလို့ပြောရတဲ့နေရာကစီဂျိုယောဂတည်ရင်မှမဟုတ်ပါဘူး။အားလုံးနဲ့လူအားလုံးနဲ့ဘာလို့လူသားအားလုံးနဲ့သက်ဆိုင်တဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။သို့တော်လည်း နာရီရောဂါကိုခံစားရပြီးအရွယ်တစ်ခုရောက်လာတဲ့ပေါ့အသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာစိတ်ရောဂါနဲ့တွဲဖက်ပြီးတော့ခံစားကြရတာအခုနောက်ပိုင်းမှာတော်တော်များများကိုတွေ့ကြုံရတဲ့သဘောသဘောတဘာဝလေးတွေ့ကြုံရတဲ့သဘောလေးတွေတွေ့တယ်ပေါ့နော်ဒီတော့အာရောကြအနေနဲ့ကတော့အမြဲတမ်းရှင်းပါတယ်အမြဲတမ်းလဲအားလုံးကိုရှင်းလင်းအောင်ပြောပြထားတာကယောဂါမြည်တိယောဂါမှစောစောစီစီပေါ့နော်မတိလိုက်လို့ပါဆိုတော့အကြောင်းပြချက်တစ်ခုနဲ့မခံစားရရေမဖြစ်ရေးပါပဲ လူဆိုတာကတော့ကျင်းသေးတယ်လေနောက်ဆုံးတော့ကျွန်တော်တို့ကယောဂပြေကတစ်ခုခုနဲ့ဒီလောကတဲကနေအပိပိုင်ထွက်သွားရမယ်ဆိုတော့အလုံးနားလဲပါတယ်တိုးတော်လဲအာရောကြကအမြဲတမ်းပြောတဲ့အမြဲတမ်းအကြံပြုတဲ့ပုံစံပုံစံသဘောသဘာဝပေါ့နော်မိစာကုံစီခံဘဝမှာပဲကျွန်တော်တို့နေပြီးတော့လူလောကတဲကနေ AACC အာရောကြကအမြဲတမ်းလဲပြောပါတယ် quality life မိသားစုနဲ့အတူတူပျော်ပျော်ရွှင်ရွှင်အတူတူကဖြတ်သန်းစေခြင်းပါတယ် မိမိကြောင့်အသက်ရွယ်ရလာမှမိမိကိုယ်တိုင်လည်းခံစားရတာမျိုးဒုတိယမဟုတ်မိမိကြောင့်မိမိမိသားစုမိမိပတ်ဝန်းကျင်ကလည်းဒုက္ခပေါ်ပြဆင်းရဲဒုက္ခပါရန်ခံစားရတာမျိုးကကိဝေးစီခြင်းတယ်ဒါကအာရောကြရဲ့အဓိကစေတနာပါကျွန်တော်ဥထုံးမြင့်မှာအာရောကြမှာ HG Officer အနေနဲ့ကျွန်တော်တာဝန်ယူပါတယ်15နှစ်တိုင်ခဲ့ပါပြီအာရောကြရဲ့ဒီဇီကွတ်အတွင်းမှာအာရောကြအနေနဲ့ကျမရဲ့ဘုသူဒ္ဓတွေကိုလူနာများကိုပေါ့နော်တတ်နိုင်တဲ့၍ အထူးသဖြင့်တော့စီရိုယောဂာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးပေါ့ဒါတွေကို design map နဲ့အပြန့်ကြည့်လာတဲ့ဖွဲ့စည်းလေးဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်ကြည့်လိုက်ကြအောင်ဒီဒီစိတ်ကျမ်းမာရေးဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်လို့ပေါ့ဆိုရိုစကားလည်းရှိပါတယ်စောင်ပုတ်လည်းရှိပါတယ်ဒါကအမြဲတမ်းကျွန်တော်တို့အားလုံးလည်းကြွားဝနားလည်နေပြီးသားဖြစ်တယ်စိတ်ကျမ်းမာမှကိုကျမ်းမာပဲအရာရာကိုစိတ်ကဥဆောင်တယ်ဒီအကြောင်းအရာတွေကျွန်တော်တို့ကသိတယ်မသိတာမဟုတ်ဘူးတိုးတိုးလည်းအကြောင်းမျိုးမျိုးကြောင့်ပေါ့မိမိရဲ့နေ့စဉ်နေ့စဉ်ဒီဘဝက လှုပ်ကင်နေရတဲ့အကြောင်းအရာတွေမိသားစုအကြောင်းအရာတွေကိုယ့်ရဲ့တက်မွေးဝမ်းကြောင်းအတွက်ကိုလှုပ်ရှားရုန်းကန်နေရတဲ့အကြောင်းအခြေအနေတွေကြောင့်စိတ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမိထားကြတာများတယ်။များသောအားဖြင့်တော့ဒုရခန္ဓာကိုယ်မှာရှိတဲ့ရှင်တွဲပြီးနေထိုင်ကြတဲ့စိတ်နဲ့ကိုယ်ပေါ့ဗျာအလွယ်ပေါ့အားလုံးအလွယ်တကူနားလေသဘောပေါက်အောင်ပြောရရင်ရုပ်နဲ့နာစိတ်နဲ့ကိုယ်ပေါ့ကျွန်တော်တို့အရက်စကားပြောရရင်တော့စိတ်နဲ့ကိုယ်ပေါ့စိတ်နဲ့ကိုယ်မှာစိတ်ကဥဆောင်လဲဆိုတာကိုလေအရာအားလုံးလူတိုင်းနားလေကြတယ် ကိုခန္ဓာချမ်းမဖို့လိုအပ်တယ်ဆိုတာကိုလည်းမှန်တယ်လက်ခံတယ်သို့တော်လည်းပထမဦးဆုံးအနေနဲ့စိတ်ကချမ်းမနေဖို့လိုတယ်စိတ်ကအရာရာကိုဥဆောင်ရတာဖြစ်တယ်အဲ့တော့ခန္ဓာကိုယ်ကိုအလိုလိုက်တယ်လို့ပဲပြောရမှာပေါ့ဗျာကျွန်တော်အလိုလိုက်တဲ့နေရာမှာမတူညီတဲ့အချက်နဲ့မတူညီတဲ့အကြောင်းအရာကဘယ်လိုရှိတယ်လဲဆိုရင်ခန္ဓာကိုယ်ဘက်အချမ်းကတောင်းဆိုလာပြီးဆိုရင်ကျွန်တော်တို့အားလုံးကလိုက်ရောတာများတယ်ဖြည့်ဆည်းပေးတာများတယ်ပေါ့နော် ခန္ဓာရဲ့တောင်းဆိုမှုတောင်းမခံနိုင်ကြဘူးခန္ဓာကအရေးအရေးတွေလို့တောင်းရင်ချက်ချင်းအရေးအရေးတွေဖြစ်ပေးရတယ်ပြီးတော့အရေးတွေပြန်သွန်မလိုက်တယ်အဖတ်တွေအဖတ်တွေလို့ပြောပြီးတောင်းရင်ကျွန်တော်တို့ကဒီတောင်းကိုမခံစားနိုင်ဘူးခက်မြန်မြန်ပဲသူတောင်းဆိုတာကိုဖြည့်ဆည်းပေးလိုက်ရတယ်ဒါမှမဟုတ်သိတဲ့အတိုင်းပဲဘလို့ပဲဖြည့်ဆည်းဖြည့်ဆည်းဒီခန္ဓာကအဖန်ဆိုရလိုအပ်တာတွေအလုံးဖြည့်ဆည်းနေတယ်ဆိုရင်ပို့ပြီးတော့ကျမ်းမာလာအောင်ပို့ပြီးတော့တန်ဆွမ်းတောက်ပြောင်လာအောင်ပေါ့ ဒီသဘောတဘာဝမရှိဘူးပျက်စီးတယ်ပေါ့ဗျာဒီခေးဖြစ်တယ်ဒီသဘောတဘာဝပဲကျွန်တော်တွေ့ရတယ်ဘလောက်ပဲလိုက်ရောနေပါစီခန္ဓာသည်တနည်းထက်တနည်းဆွေုပ်လာတာပဲရှိတယ်အတိုင်းတာတစ်ခုနဲ့အရွယ်တစ်ခုရောက်တဲ့အခါမှာအကြောင်းမျိုးမျိုးကြောင့်မသိလို့လည်းဖြစ်ရင်ဖြစ်မယ်ကိုယ့်ရဲ့နေထိုင်မှုပုံစံလူနေမှုတွေလွဲမှားလို့လည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ယောဂဗျာတစ်ခုကိုခံစားရပြီးနောက်ဆုံးလူလောကတွေအထွက်သွားရတာဒါကနေ့စဉ်ကြုံတွေ့နေရတဲ့ဘဝရဲ့အခြေအနေတွေဒီဘက်အချမ်းကခန္ဓာကိုယ်ရဲ့ ပတ်သက်တဲ့အစိတ်အပိုင်းဒီပဲအချမ်းပေါ့နော်ဒါကျွန်တော်တို့နေ့စဉ်ပြုမှုအနေနဲ့ကျွန်တော်တို့က behavior တွေပေါ့